ကျွန်တော်နာမည်ကအောင်ကျော်ပါမြို့ကြီးပြကြီးကနေအဝေးတနေရာမှာရှိတဲ့နေမြို့လေးတမြို့ရဲ့အထက်တန်းကျောင်းတစ်ကျောင်းမှာကျောင်းဦးဆရာကြီးတယောက်ပါဒီမြို့လေးကတိတ်ဆိတ်အေးချမ်းပြီးတော့တာယာပဲမဲ့ကျွန်တော်စိတ်ထဲမှာတော့တမျိုးကြီးခံစားရတယ်ဗျာအထူးသဖြင့်တော့ကျောင်းဝင်းထဲမှာကျွန်တော်နေထိုင်တဲ့အိမ်အဟောင်းကြီးဟာကျွန်တော်စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေပေးနေတယ်ဗျာဒီအိမ်ကြီးကိုကျွန်တော်ပြောင်းလာပြီးမကြခင်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေစကြုံရတော့ပါပဲ ျွန်တော်ဖက်နှက်တွေအမြဲပျောက်နေတတ်တယ်။အစကတော့ကျွန်တော်ပဲမိမိရော့ရော့နဲ့ဘယ်နှထားမိမှမသိတာလို့ပဲထင်နေခဲ့တာဗျာ။ဒါပေမဲ့ခဏခဏဖြစ်လာတော့တခုခုတော့မဟုတ်တော့ဘူးဆိုပြီးတန်တရားဝင်လာမိတယ်။တခါအားဆိုရင်ကျွန်တော်စီးနေကြရုံးတဲ့ဖက်နှက်တရံလုံးပျောက်သွားလို့ကျောင်းကိုဖက်နှက်မှာပါပဲသွားရတဲ့အထိပဲဗျာ။အိမ်မှာဘလောက်ပဲရှာရှာမတွေ့ဘူး။နောက်ဆုံးတော့ကားထဲမှာခြံနားမိတာဖြစ်မယ်ဆိုပြီးတော့ကိုကူကိုဖြေသိမ့်ခဲ့ရတယ်။နောက်နေ့မနက်မှာတော့ကျွန်တော်ရဲ့အားကစားဖက်နှက်တရံလုံးပျောက်သွားပြန်တယ်။ အဲ့ဒီဖက်နှက်ကကျွန်တော်အစ်စ်ဝယ်ထားတာဆိုတော့ပို့ပြီးတော့နှမျောမိတယ်ဗျအိမ်ထဲကဘယ်နေရာမှာမှရှာလို့မတွေ့ဘူးတကားတွေဗရင်းပေါက်တွေလည်းအားလုံးလုံးကျုံစွာပိတ်ထားရတာနဲ့ဗျဘယ်သူကမှကျွန်တော်ရဲ့ဖက်နှက်ကိုလာယူနေရလဲဆိုတာကျွန်တော်နားမလည်နိုင်တော့ဘူးတနေ့ညဘက်မှာကျွန်တော်အိတ်မပြောဘူးဗျဘာရတော့မဟုတ်ဘူးအိတ်ခန်းဗရင်းပေါက်ကနေပြီးတော့အပြင်ဘက်ကိုငေးကြည့်နေမိရဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အားကစားဖက်နှက်တစ်ဖက်ကအလိုလိုလျှောက်သွားနေတာကိုလက်ခနဲ့တွေ့လိုက်ရတယ်ဗျကျွန်တော်မျက်လုံးပုတ်ပြီးပြန်ကြည့်လိုက်တော့ဘာမှရှိမနေတော့ဘူးဒါကကျွန်တော်အမြင်မှားတာဖြစ်မှလို့ပဲတွေးလိုက်မိရဲ့ဒါပေမဲ့နောက်တနေ့မနေ့အိတ်ရာနူတော့ ကျွန်တော်ရဲ့ဖနက်ပြောက်တဲ့ကိစ္စကိုပို့ပြီးတေချာသွားစီမဲ့အရာတခုကိုတွေ့လေရတယ်ဗျာကျွန်တော်ရဲ့အားကစားဖနက်တစ်ဖက်ကအိမ်ရှိလေကားထိပ်မှာအဆုပ်အပြက်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ပြန်ရောက်နေတယ်ဖနက်မှာမြေကြီးတွေမျက်စိတွေပေကတ်နေပြီးတော့ကျိုးတွေကလည်းပြေလျော့နေတယ်ဗျာအံ့ဩစရာကောင်းတာဖနက်ရဲ့အောက်ခြေမှာသွေးတွေစွန်းနေတာကိုတွေ့လေရတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့အဲ့ဖနက်ကိုကောက်ယူပြီးတော့အမိုက်ပုံးနဲ့ပိတ်ထည့်လိုက်တယ်အရင်အဖြစ်ပြက်တွေဖြစ်ပြီးနောက်ပိုင်းတော့ကျွန်တော်စိတ်ထဲမှာမတင်မကျတွေဖြစ်လာတယ်ကျောင်းကတက်တန်းရင်ဆရာတူကိုဒီရင်ကျောင်းမေးကြည့်တော့ဆရာကမျက်နှာပြက်သွားတယ်ဗျာဆရာကြီး ဒီရင်ကရှေ့ရှေ့တုန်းကအเจ้าဆရာကြီးတယောက်နေခဲ့တာဗျာသူမိသားစုကတော်တော်ဆင်းရဲတယ်သူကเจ้าကြီးဖြစ်ပေမဲ့ဖနက်ကောင်းကောင်းတရံတော့မပိုင်ခဲ့ဘူးဗျာနောက်ဆုံးတော့သူမိမရန်ကုန်ကိုသွားပြီးတော့သူ့အတွက်ဖနက်အစ်တတရံဝယ်ပေးလာခဲ့တယ်အဲ့ဒီဖနက်အစ်တကိုစီးပြီးလာတဲ့နေ့မှာပဲသူကားတိုက်ခံရပြီးတော့ဆုံးသွားတာဗျာသူ့ရဲ့ဖနက်တစ်ဖက်ကအဲ့ဒီနေရာမှာပဲကြံခဲ့တယ်လို့ပြောတာပဲကြံတဲ့တစ်ဖက်ကတော့သူမိမအမတ်တရတိန်းထားတယ်လို့ပြောတယ်ဆရာရဲ့စကားကိုကြားပြီးတော့ကျွန်တော်တုံလုံးခြောက်ချသွားခဲ့ပါတယ် ျွန်တော်ရဲ့ဖက်နှက်တွေပျောက်ဆုံးနေရတာနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ DA အဟောင်းကြီးမှနေထိုင်ခဲ့တဲ့ဆရာနဲ့ဟာတခုခုတော့တိုက်ဆိုင်နေမှတေချာနေခဲ့ပါပြီ။အဲ့ဒီအကြောင်းနဲ့ကြားပြီးတဲ့ညမှာတော့ကျွန်တော်ဟာအိမ်မပြောင်းရဲတော့ပါဘူး။ကျောင်းဟာဘောရာဆောင်မှာပဲကျောင်းသားတွေနဲ့ညအိပ်လိုက်ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အိမ်ကိုပြန်လာပြီးတော့ကျောင်းဆရာကြီးဟောင်းရဲ့အမတ်တရဖက်နှက်တစ်ဖက်ကိုဘယ်နေရာမှာထားခဲ့လဲဆိုတာအိမ်ဟောင်းကြီးပပတ်လေမှာလိုက်ရှာကြည့်တော့ချန်ပီယံနားမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာရှီအောင်ဖက်နှက်တရံကိုတွေ့လိုက်ရပါတယ်။ ဖနက်မှာသွေးတွေ၆ကတ်နေပြီးတော့ဖနက်ရဲ့ပုံစံကကျွန်တော်ရဲ့ပျောက်ဆုံးသွားတဲ့ဖနက်တွေရဲ့ပုံစံနဲ့အတော်လေးဆင်တူနေပါတယ်ကျွန်တော်ကလည်းအဲ့ဒီဖနက်ကိုယူပြီးတော့ចောင်းဆရာကြီးဟောင်းရဲ့မိန်းမစီကိုတွတ်ပုတ်ပေးလိုက်ပါတယ်အတော်ကြီးကဖနက်ကိုမြင်တော့ဒါ၅ယောက်ကြာရဲ့ဖနက်ဒီဖနက်တစ်ဖက်ကိုငါဘလောက်ရှာရှာမတွေ့ခဲ့ဘူးအခုမှပြန်တွေ့ရတာငါဝမ်းသာလိုက်တာဟဲ့အဲ့လိုပြောဆိုရင်လည်းငိုနေပါတယ် ကျွန်တော်ကလည်းအဖြစ်ပြက်တွေအားလုံးကိုအတော်ကြီးကိုပြောပြလိုက်တော့အတော်ကြီးကသူ့ဝိညာဉ်ကအဲ့ဖနက်ကိုအရန်ဆွဲလန့်နေတာအဲ့ဖနက်တစ်ဖက်ကိုမတွေ့တော့သူစိတ်မချမ်းသာပဲနဲ့သူများဖနက်တွေကိုလိုက်ယူနေတာဖြစ်လိမ့်မယ်လို့ဆိုလာပါတယ် အတော်ကြီးအားကျန်တဲ့တစ်ဖက်ကိုတိန်းထားတဲ့ဖနက်နဲ့ပေါင်းဆက်လိုက်ပြီးတော့ဖျားစင်ရှိမှထားပြီးတော့အမြတ်တမ်းပေးဝေခဲ့ပါတယ်။အိန္ဒိယနေစားပြီးတော့ကျွန်တော်ဖနက်တွေကလည်းထပ်ပြီးတော့မပြောက်တော့သလိုအိမ်ထဲမှာလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေလုံးဝမကြုံရတော့ပါဘူး။ပျောက်ဆုံးသွားတဲ့ဖနက်တွေရန်အတွက်အစွဲလန်းကြီးခဲ့တဲ့ဝိညာဉ်တကောင်ရဲ့မကျင်တတ်မှုဟာကျွန်တော်ဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့ထိတ်လန့်စရာအမတ်တရားတစ်ခုဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်